င်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ် ILO အစည်းအဝေးမှာစစ်ကောင်စီကအာတီကယ်33နဲ့အရင်းယူမဲ့ပုံစံဆုံးဖြတ်ချမှတ်နိုင်ခဲ့ကမကြာမီမဲခွဲဆုံးဖြတ်အတည်ပြုသွားမယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အပြည်ပြည်ဆိုင်ရာအလို့သမားရေးအဖွဲ့ ILO ရဲ့353ချိန်များအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာအကြံဖတ်စစ်ကောင်စီကအာတီကယ်33နဲ့အရင်းယူမဲ့ပုံစံဆုံးဖြတ်ချလာနိုင်ခဲ့ဖြစ်ပြီးဇွန်လ25ရက်နေ့မှာကျင်းပမယ်ညီလာခံမှာမဲခွဲဆုံးဖြတ်အတည်ပြုသွားမှာဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ အလုသမသမကအဖွဲ့ချုပ် CTUM လက်ထောက်ထွေထွေအတွင်ရင်မူဒေါ်ဖြိုးစန္ဒာဆိုကပြောပါရယ်အပြည်ပြည်ဆိုင်ရာအလုသမရေးရပွဲအိုင်ယန်လုံရဲ့353ချိန်မြောက်အုပ်ချုပ်ရေးဖွဲ့အစည်းအဝေးကိုမလ10ရက်နေ့မှ20ရက်နေ့ထိဆွတ်ဇလန်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်ခဲ့ပြီးမြန်မာနိုင်ငံနဲ့ဆက်စပ်တဲ့ဆွေးနွေးမှုမှာ အကြံဖတ်စကောင်းစဉ်ကိုအတီကဲ33ရာမြည်သူမြည်ပုံအရေးယူမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်ခြင်းဖြစ်ကြောင်းသိရပါရယ် အာတီကဲ33တရင်းနဲ့အရေးယူမဲ့တဲမှာအရေးယူမဲ့ပုံစံတွေကဘာရင်းလဲဆိုတာမလ19ရက်နေ့မှာမြမအရှိကိစ္စမှာဆွေးနွေးတာဖြစ်တဲ့ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့အမှုဆောင်စည်းဝေးကတော့ဘယ်လိုပုံစံမျိုးနဲ့အရေးယူမလဲဆိုတဲ့ဟာကတော့ဆုံးဖြတ်ချက်ကြပြီးအဲ့ဒီဟာကို2025ခုနှစ်ဇွန်လ25ရက်နေ့မှာကျင်းပပြုလုပ်မယ်အပြည်ပြည်ဆိုင်ရာအလို့သမားရာညီလာခံကနေပြီးတော့မဲခွဲဆုံးဖြတ်အတည်ပြုမှာဖြစ်တယ်လို့မြမနိုင်ငံလုံးဆိုင်ရာအလို့သမားသမဂ္ဂအဖွဲ့ချုပ် CTUM လက်ထောက်ထွေထွေအတွင်းရေးမှူးဒေါ်ဖြိုးဆန္ဒဆိုကပြောပါတယ် ILO ရဲ့အာတီကဲ33 တီတင်းရရင်းယူဆောင်ရွက်ခြင်းကအကြံဖတ်စစ်တပ်နဲ့မပတ်သက်ဖို့ပိတ်ဆို့အရင်ယူခြင်းဖြစ်ကြောင်းဒီလိုပိတ်ဆို့အရင်ယူရမှာလင်းရင်များမှတဆင်တိုက်ခိုက်ခံရခြင်းကိုပိတ်ဆို့တားဆီးနိုင်မယ် Jeff လင်းရင်စီပြတ်တောက်ခြင်းဆလနဲ့ကိစ္စများပါဝင်ငွေကြေးစီစဉ်မှုအတ္တမလောက်အားခိုင်းစေမှုအပါဝင်လွတ်လပ်စွာတင်းပင်းဖွဲ့စည်းခြင်းချိုးဖောက်မှုကိုဖြစ်ပေါ်စေတဲ့လုံရများစီးပွားရေးလုပ်ငန်းများကိုပိတ်ဆို့အရင်ယူရန်တို့ပါဝင်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာလုံထမသမကအဖွဲ့ချုပ် CTUM ရဲ့လက်ထောက်ထွေထွေအတွင်ရင်မှုတော်ဖြိုးဆန္ဒဆိုစီမှသိရပါတယ်။ အဓိကတော့ပိတ်ဆို့အရေးယူမှုဖြစ်ပါတယ်ဘယ်ပေါ်မှာအရေးယူလာလဲဆိုလို့ရှိရင်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လွတ်လပ်စွာစီယုံစီဝေးခွင့်နိုင်ငံသားတရားရင်ဒီမိုကရေစီအခွင့်အရေးပေါ်အရာတွေအပါဝင်လွတ်လပ်စွာသင်ပင်ဖွဲ့စည်းခွင့်ကိုတည်ခိုက်စေတဲ့လုပ်ရက်တွေအကြံဖတ်မှုမျိုးကိုမဆိုပါပါတယ်ပြီးတဲ့ခါကျရင်အတ္တမလောအားခိုင်းစေမှုဒီလိုကလေးစစ်သားခိုင်းစေမှုကလေးစစ်သားစုဆောင်ခြင်းစစ်သားစုဆောင်ခြင်းလူတွေကိုလူသားတိုင်းဖြစ်အသုံးပြုခြင်းပေါ်တာထပ်ခိုင်းခြင်းပေါ်အရာတွေအပါဝင်အတ္တမလောအားခိုင်းစေမှုကိုဖြစ်စေတဲ့အဲ့ဒီလုပ်ရက်တွေပေါ်မှာအရေးယူတာဖြစ်ပါ ါတယ်။အဲ့ဒီလုပ်ငန်းတွေနဲ့ထိစပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေအဲ့ဒီကိစ္စရပ်တွေချိုးဖောက်မှုတွေဖြစ်စေစီးပွားရေးလုပ်ငန်းတွေငွေကြေးစီစဉ်မှုအရာတွေကိုဖျက်တာဖို့အတွက်ဖြစ်တယ်။သူတို့အဲ့ဒီနေရာမှာဘာပါတယ်လဲဆိုလို့ရှိရင် လေရင်ကနေပြီးတော့အတိုက်ခိုက်ခံနေရတာရှိတယ်။အဲ့ဒီလေရင်ကနေအတိုက်ခိုက်ခံနေရတာကိုပိတ်ဆို့တားဆီးနိုင်ဖို့အတွက်ကို Jaffa လေရင်စီးဖျက်တောက်တဲ့ကိစ္စတွေစစ်လက်နက်ကိစ္စတွေအဲ့ဒါတွေပါအပါဝင်ငွေကြေးစီစဉ်မှုအတ္တမလောအခိုင်းစင်မှုကိုဖြစ်စေတဲ့လွတ်လပ်စွာတင်ပင်ဖွဲ့စည်းမှုချိုးဖောက်မှုကိုဖြစ်စေတဲ့လုပ်ရက်တွေကိုစီးပွားရေးလုပ်ငန်း ်နေကိုပိတ်ဆို့အရေးယူဖို့ဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားသမဂ္ဂအဖွဲ့ချုပ် CDUM ရဲ့လက်ထောက်ထွေထွေအတွင်းရင်မှုတော်ဖြိုးဆန္ဒဆိုကပြောပါတယ် အဲ့ဒီလို article 33နဲ့ရေးယူခံရမယ့်ကိစ္စနဲ့ပတ်သက်ပြီးအကြံပေးစစ်တပ်ဘက်ကလည်းအရေးယူမခံရရေးကြိုးပမ်းနေပြီးအစီရင်ခံစာများလိမ့်လည်ပြီးတင်ပြခြင်းပါဝင်ဆက်ယုံများကိုတွင်ဆင်ပြီး article 33နဲ့ရေးယူခံရပါကပြည်သူနဲ့အလုသမားတို့ထိခိုက်မှာလို့လိမ့်လည်ပြောဆိုခြင်းတွင်လှုံ့ဆော်ကြောင်းအယောင်ပြအလုသမားသမဂ္ဂအဖွဲ့များဖွဲ့စည်းခြင်းဖြင့်အယောင်ပြအစိုးရအလုရှင်အလုသမားသုံးဖွဲ့ဆိုင်ရန်ရဆိုပြီးလှုံ့ဆော်နေမှုတွေလည်းရှိတယ်လို့မြန်မာနိုင်ငံဆိုင်ရာအလုသမားသမဂ္ဂအဖွဲ့ချုပ်မှသိရပါတယ်စစ်ကောင်စီကတော့သူအာဏာ ရဖို့နိုင်ငံကိုထိန်းချုပ်ဖို့အတွက်ကတော့သူငွေလိုတယ်။ကျမတို့ကအဲ့ဒီငွေလိုတဲ့ဟာကိုဖျက်တောက်တဲ့ကိစ္စတော့သူတို့အထိနာမှာပါ။အထိနာမှာဖြစ်လို့လေသူတို့ကနေပြီးတော့ဒီ ILO အရေးယူမှုမခံရအောင်ကိုအစီရင်ခံစာရီလိညာပြီးတင်နေတာဖြစ်တယ်။သူတို့ရဲ့ဝင်ကြီးကိုယ်တိုင်စက်ယုံနေမှာမြေပြမှာကွင်းဆင်းပြီးတော့အာဒီကတတိသိကပြည်သူလူထုနဲ့အလို့သမားတို့ကိုထိခိုက်မှာဆိုပြီးတော့သူတို့ရှာပြောတယ်။အဲ့ဒါတွေကိုသူတို့အပြင်းထန်မြေပြမှာလိုက်လုံနေတာဖြစ်ပါတယ်။ အဲ့ဒါကသူတို့ article 33အရေးယူမှာကိုကြောင့်လို့ဆိုရင်လို့ဖြစ်တယ်အလုံးလုံးချင်းရင်လူတွေကငွေလိုတယ်အဲ့ဒီငွေကိုဖျက်တောက်မှာဖြစ်တဲ့အတွက်ကြောင့်ဒီဟာကတော့ထိကြမှာပါလို့မြန်မာနိုင်ငံဆိုင်ရာအလို့သမားသမဂအဖွဲ့ချုပ်ရဲ့လက်ထောက်ထွေထွေအတွင်းရေးမှူးဒေါ်ဖြိုးစန္နာဆိုကပြောပါတယ် ဆက်လက်ပြီးအင်အားကြီးနိုင်ငံတခုရဲ့ပေါ်မမီကိုပဲမိဖတ်များများထားရမယ်လို့မင်းအောင်နိုင်စုပြန်နေအကြောင်းတင်ဆက်ပေးပါမယ်။အင်အားကြီးစူပါပါဝါနိုင်ငံတခုရဲ့ပေါ်မိကုံမှုကိုရှော့ချဖို့လိုအပ်ပြီးမိဖတ်နိုင်ငံများများထားရှိရမယ်လို့အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်နိုင်ကပြောကြားလိုက်ပါတယ်။တရုတ်နဲ့ရုရှားကိုသာအတိကမိဖတ်နိုင်ငံအဖြစ်အားကိုအားထားပြုနေရတဲ့စစ်ကောင်းစီကသူတို့ရဲ့မိဖတ်နိုင်ငံတွေကိုတိုးချဲ့ရမှာဖြစ်တယ်လို့မင်းအောင်နိုင်ကဆိုပါတယ်။အာနာသိန်းစစ်ကောင်းဆောင်ကမလ22ရက်နေ့ကနေပြီးတော့ရှိ MICC1 မှာကျင်းပတဲ့2025အလွန် ဟုဝင်ရောကဘာမှာမြန်မာနိုင်ငံကြုံတွေ့လာရမယ့်စိန်ခေါ်မှုတွေနဲ့အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲဖွင့်ပွဲခန်းနာမှာထည့်သွင်းပြောကြားလိုက်တာပါနိုင်ငံတကာဆက်ဆံရေးမှာအင်အားကြီးနိုင်ငံတွေရဲ့လွှမ်းမိုးမှုပုံစံတွေလည်းပြောင်းလဲလာတာကိုတွေ့ရှိရမှာဖြစ်သလိုဒေသတွင်ဖွဲ့စည်းရေးရဲ့အခမ်းကဏ္ဍကလည်းပုံမှုအရေးပါလာတယ်လို့မြန်မာနိုင်ငံကဆိုပါတယ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံတကာရဲ့ပိတ်ဆို့တံခတ်မှုတွေကြောင့်တရုတ်နဲ့ရုရှားကိုသာအားကိုးနေရတဲ့စစ်ကောင်စီကမိဘနိုင်ငံတွေများများရှိရမယ်လို့ထည့်သွင်းပြောကြားလာတာလည်းဖြစ်ပါတယ် မင်းအောင်လိုင်းကတိုင်းရင်းသားအင်အားစုတွေနဲ့တော်လိုင်းတပ်တွေကိုအနောက်နိုင်ငံတွေနဲ့နိုင်ငံတချို့ကထောက်ပံ့ပေးနေလို့တိုင်းပြည်ကအနေရချရောက်ခဲ့တာလို့လည်းမကြာခဏထုတ်ဖော်ဆွဆွဲပြောကြားခဲ့ပူပါတယ်။အာနာသိန်းစကောင်းဆောင်မင်းအောင်လိုင်းကစူပါပါဝါအင်အားကြီးနိုင်ငံတွေကိုမမိကိုတင်ဘူးလို့ပြောကြားခဲ့ပေမယ့်သူတို့ကိုယ်တိုင်ကရုရှားနဲ့တရုတ်ကိုတာအားပြုပြီးနိုင်ငံတကာရဲ့ဖိအားတွေကြားကနိုင်ငံတော်ဆင်ယာဆွေးမှုတွေဇက်တိုက်ကျူးလွန်နေတာဖြစ်ပါတယ်။စစ်အာဏာသိမ်းပြီး2021ခုနှစ်အတွင်းနိုင်ငံသားသတင်းဌာနတစ်ခုနဲ့အာနာသိန်းဒုတိယစကောင်းဆောင်ရဲ့အင်တာဗျူးတစ်ခုမှာတော့မြန်မာ မာနိုင်ငံအနေနဲ့ပိတ်ဆို့အရေးယူမှုတွေပေါ်မိတ်ဆွေနိုင်ငံတွေမရှိလဲရပ်တည်နိုင်တယ်လို့ထုတ်ပေါ်ပြောကြားခဲ့ပူပါတယ်။ဇလတ်ပြီး KNU ဌာနချုပ်အနီရှိတက်စကန်စီဒီကြောင့်ကနေစစ်ကောင်စီရိခါဖြစ်တင်းနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကင်းအမျိုးသားစီယုံ KNU ဘ ഹു ဌာနချုပ်ဒီမှာနေရယူတက်ဆွဲထားတဲ့ဗျူဟာစကန်စီစစ်ကောင်စီတက်ကဒီကြောင်းကနေရိခါဖြစ်တင်းနေရလို့ကင်းရင်စင်ရေးတရင်အရင်မြစ်ကပြောပါတယ်။ အဲ့ဒီတပ်စခန်းကလှိုင်းပွဲမြို့နယ်ခလော့ကတိုင်ရှမ်းရွာတင်မျိုးရှိဖြူဟာစခန်းဖြစ်ပြီးမလ19ရက်နေ့ကရဟန်းရင်နဲ့ရိတ်ခါလာချပေးသွားတယ်လို့သတင်းအရင်းမြစ်တွေကအသိပေးပါရယ်ခလော့ကတိုင်ရှမ်းရွာတင်မျိုးဖြူဟာကုန်းက KNU ရဲ့နေမြေသက်မှတ်ပုံအရဖန်ခရိုင်တမခွနဲ့နေမြေထဲမှာရှိပါတယ်လှိုင်းပွဲမြို့နယ်မက်တလင်ရှမ်းရွာတင်လှိုင်းပွဲကလန်းပေါ်မှာနေရယူတပ်ဆွဲထားတာဖြစ်ပြီးထိုင်းနယ်စပ်အနီးရှိ KNU ဗဟိုဌာနချုပ်နဲ့အနီးဆုံးမှာရှိနေတဲ့စခန်းဖြစ်ပါတယ် KNU နဲ့ပူးပေါင်းတပ်တွေရဲ့ဖြတ်တောက်တိုက်ခိုက်မှုတွေကြောင့်ရှမ်းရွာတင် ပြူဟာစကန်ကောင်စီမြေပြင်ကနေရှိခါပူပူမလွယ်ကူတာကြောင့်စစ်ကောင်စီတပ်ကလေကြောင်းကနေရှိခါဖြည့်တင်းနေရတယ်လို့စကန်ရဲ့ခန့်စစ်ကိုလည်းပြင်ဆင်နေတယ်လို့ကရင်စည်ရေးတရင်အရင်မြစ်ကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမလ14ရက်မှာတော့ KNU တပ်မကွနေနေမြေကထိုင်းနယ်စပ်အနီးတောင်ရင်မြေရှိလန်းချောင်းကိုစုမိုထားတဲ့စစ်ကောင်စီတပ်ရဲ့ point 1နဲ့လေးရှိပူလူတူစကန်ကို KNU နဲ့ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ပူလူတူခြေကုပ်စကန်ကို KNU ကတိုက်ခိုက်သိမ်းယူပြီး9ရက်အကြာမှာ KNU ဘဟုဌာနချုပ်ရှိစေဦးစီချုပ်ဘုချုပ်ကြီးစောချုံနီရဲ့နေ င်အင်ကိုစစ်ကောင်စီတပ်က drone နဲ့တံပြန်တိုက်ခိုက်လာပါတယ်။ KNU ဌာနချုပ်ကိုလာရောက်တိုက်ခိုက်တဲ့ drone ဟာရှမ်းရွာတင်းမြို့အခြေဆိုင်ပြူဟာကုန်းကနေစေလွတ်တဲ့ drone ဖြစ်တယ်လို့ကရင်စင်ရေးသတင်းအရင်းမြစ်တို့ကယူဆထားပါတယ်။ KNU ဟာတပ်မခွနေနဲ့မြေထဲမှာရှိတဲ့ဗဟိုဌာနချုပ်နဲ့မြေဟောင်းဖြစ်တဲ့မာနေပလောဒေတာကစစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်ရှင်းလင်းပြီးမာနေပလောကိုပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းအပိသက်သိမ်းယူထားနိုင်ခဲ့တာပါ။မာနေပလောကိုစစ်ကောင်စီတပ်လက်လွတ်လိုက်ရပြီးရင်နောက်တပ်မခွနေနဲ့မြေထဲမှာစင်ရေးချင်းနေတင်းမာလာလာလည်းဖြစ်တယ်လို့သတင်းမှာဖော် que pasiva el